လူတယောက်ဟာခန္ဓာပြက်ကင်းကြုံမကြုံဘလို့တွက်မလဲခန္ဓာပြက်ကင်းရှိမရှိကိုတွက်ချက်လို့ရပါလေမိတ်ဆွေရဲ့အိမ်မှာယောဂဝိရဏပြင်းထန်တဲ့သူရဲ့အသက်အဲ့ဒီအသက်ကိုတီကင်းပြုပြီးတော့ဒီပုဂ္ဂိုလ်ရဲ့မွေးနံ့ကြိုသက်ကိုပေါင်းထည့်ပြီးသုံးနဲ့မြောက်ကိုကနန်းနဲ့စားပါလေဒီလိုစားပြီးနောက်6ကနန်းဖြစ်စေ3ညဖြစ်စေကျွင်းရင်ခန္ဓာပြက်ကင်းကြုံတို့လို့သတ်မှတ်ရပါမယ် မွေးနဲ့ဂျိုသက်အရာပေါ့ဗျာမွေးနဲ့ဂျိုသက်အလိုက်ဥမာအပြင်ဗျာမွေးနဲ့ဂျိုသက်ကိုပြောရမယ်ဆိုရင်တော့တနင်္ဂနွေကနေစပြောရပါလိမ့်မယ်တနင်္ဂနွေဆိုရင်အရက်နေကအရှိမြောက်အရက်ပါမွေးနဲ့6ပါတနင်္လာဆိုရင်အရက်အနေကအရှိအရက်ပါမွေးနဲ့ဂျိုသက်အရ15နှစ်ပါအင်္ဂါဆိုရင်အရှိတောင်ပါ ငွေနဲ့ကြောတရား၈နှစ်ပါ။တောက်ကြဆိုမြောက်ရက်ပါ။ငွေနဲ့ကြောတရား21နှစ်ပါ။ပိုဟူးဆိုတောင်ရက်ပါ။ငွေနဲ့ကြောတရား18နှစ်ပါ။စနေဆိုအနောက်တောင်ပါ။ငွေနဲ့ကြောတရား10နှစ်ပါ။ကြာတာပရိဆိုအနောက်ရက်ပါ။ငွေနဲ့ကြောတရား19နှစ်ပါ။ရာဟုဆိုအနောက်မြောက်ပါ။ငွေနဲ့ကြောတရား12နှစ်။ဒါကိုပေါင်းပြီးတွက်ပါမယ်။ဘလို့တော့မလဲဆိုတော့အသက်50အရွယ်စနေသားဆိုပါဆိုဗျာအသက်50အရွယ်စနေသားမှာ တော်တော်လေးယောဂဝေဒနာခံစားရပြီဆိုရင်အဲ့ဒီစနေရမွေးနဲ့ဂျိုတကဘလောက်လဲဆိုတော့30ပါအဲ့30နဲ့ပေါင်းတော့60ပါ60သုံးနဲ့မြောက်ပါမြောက်ပြီး6နဲ့စားပါလိမ့်ဒီလိုမျိုးဥပမာအရာပြောတာပါမကျမ်းမာတဲ့လူတယောက်ဟာအဲ့လိုတွေ့တဲ့အခါခန္ဓာပြက်ကင်းနဲ့ကြုံချိုက်နေခဲ့ရင်အခုပြောတဲ့ယရိယာနေတိုင်းပြုလုပ်ပေးလို့ရပါလိမ့် ခန္ဓာပြက်ကင်းဟာ6ကဏ္ဍဖြစ်စေ၊3ကဏ္ဍဖြစ်စေကျွင်းခဲ့ရင်ခန္ဓာပြက်ကင်းကြုံသူလို့သတ်မှတ်ရပါမယ်။ပထမဆုံးပြောချင်တာဗုဒ္ဓယတ္တိယနေပြဗုဒ္ဓယတ္တိယနေဆိုတာခုနှစ်ရက်တာအသက်ရှင်ရမယ်ဒီဃာယုသူတို့တာတန်ဃာတော်များနဲ့ဖះရှင်ကပရိတ်တရားတော်တွေရွတ်ဖတ်ပေးတော်မူကြလို့အသက်မသေးပဲအသက်120အထိနေရပါလိမ့်။အလားတူယောဂပြောပြီးအသက်ရှင်စေဖို့ပရိတ်တရားတော်ကိုရွတ်ဆိုကြားနာစေခြင်းကို၎င်းမြတ်စွာဘုရားရှင်ရဲ့လက်ရရန်လက်ဝဲရန်များဖြစ်ကြတဲ့ ရှင်မဟာကတ္တပအရှင်မဟာမောကလန်တို့မကြမ်းပါတဲ့အခါဘုရားရှင်ကိုရိုနာကြွားရောက်ပြီးဟောတဲ့ဘောဇဉ်တို့ကိုရုဆိုကြားနာစေခြင်းကို၎င်းမြတ်စွာဘုရားရှင်ကိုတိုင်းမကြမ်းပါတဲ့အခါအရှင်ဆုံထမထေရုဆိုလျှောက်ထားတဲ့ဘောဇဉ်တို့ကိုရုဆိုကြားနာခြင်းကို၎င်းပြုလုပ်တင်ပါလေဒါအပြင်သစ္စာစကားဆိုရပါမယ်ဘလို့သစ္စာစကားလဲဆိုတော့အရှင်ဆုံထမထေရုဆိုလျှောက်ထားတဲ့ ဘောဇဉ်တုပ်ကိုကြားနိုင်ရတဲ့အတွက်မြတ်စွာဘုရားရှင်ရဲ့တရံတော်မှာဖြစ်ပေါ်ကြောက်တဲ့ယောဂဝေဒနာတို့သည်ကျင်းစင်ပပျောက်ဖူ၏ဤမှန်သောတစ္ဆာစကားကြောင့်လကောက်ဗုဒ္ဓဘောဇဉ်တုပ်၏တကူတည်ဆောင်အာနုဘောတော်ကြောင့်လကောက်အခုယောဂဝေဒနာခံရတဲ့သူရဲ့ဘသူပေါ့ဗျာအဲ့ဒီလူရဲ့တဏံပေါ်မှာဖြစ်ပေါ်ကြောက်နေတဲ့ယောဂဝေဒနာတို့ဟာပိန်းကြပြပေါ်မှာရေမတင်ရှော့ကြပြီးတဲ့ကဲ့သို့ပျောက်ကင်းပါစေတည်း ်ပျောက်ကင်းပါစေတည်းပျောက်ကင်းပါစေတည်းလို့သစ္စာဆိုဆုတောင်းပါမယ်။လောကီယတရားနီးယာနာဖျားမကျမ်းရှိသူဟာယောဂလည်းပြင်းထန်ခန္ဓာပြက်ကင်းနဲ့ကြုံကြရင်တော့လောကီယတရားနီးတွေပြုလုပ်ပေးတင်ပါလေ။ပထမဆုံးကညောင်းထောင်းခြင်းပါညောင်ထောင်ခြင်းဆိုတာ body ပင်ရဲ့အောက်ကိုနှိမ့်ချနေတဲ့ညောင်ကိုင်းတွေကိုဝလုံးနဲ့မကျမ်းမသူလူမမာကျမ်းမာစေချောင်းစူပေါင်းပြီးထောက်ပေးရတာပါနောက်တစ်ခုကတရားခင်းခြင်းမှာလူသွားလမ်းပေါ်မှာရှိတဲ့မြောင်းငယ်တွေဖြတ်ကူးတဲ့နေရာမှာဝါးနဲ့ဖြစ်စေ တသားနဲ့ဖြစ်စေဖြက်ကူးတရားပြုလုပ်လူတန်းရပါတယ်ဒီလိုလူတန်းတဲ့အခါဤကုသိုလ်ကြောင့်လူမမောင်မောင်ကြောက်တဲ့ယောဂများပျောက်ကင်းပါစေတည်းလို့ဆုတောင်းပါမယ်နောက်တစ်ခုကအဆောင်ဟောင်းပြပြင်ခြင်းပါလူများနဲ့သဆိုင်တဲ့ဟောင်းနဲ့ပြည့်စည်စေတဲ့တရားကိုဇေယျအိုအကြောင်းကိုဖျားအိုတို့ကိုလူမမောင်ကိုစားကျဲမစေကြောင်းဆုတောင်းပြီးတနိုင်ဆွမ်းသမျှဟောင်းနွမ်းနဲ့ကံကိုတူဖော်ခြင်းရေတွင်းရေကံပြုပြင်ပေးခြင်းဒါတွေပြုလုပ်နိုင်ပါတယ်နောက်တစ်ချက်အာယုအရမှာမွေးနဲ့ပင်ဆိုင်ကပါမယ် တို့တယောက်သောသူယောဂခင်ပြီးအသက်ရှင်စေလိုရေးတော်၎င်းပြင်းထန်စွာယောဂခံစားနေရရင်တော်၎င်းအာယုအရမမွေးနဲ့ပင်ကိုဆူတောင်းမြတ်တာပို့စိုက်ပျိုးပေးရပါမယ်။နောက်မှလည်းဆူတောင်းမြတ်ရေချမ်းတွေကိုတွန်းလောင်းပေးရပါမယ်။စိုက်ပျိုးပုံနည်းစနစ်ကတနင်္ဂနွေသာသမီဆိုရင်တော့ဗျာအရှိအရမအုံးမင်စိုက်ပျိုးရပါမယ်။တနင်္လာသာသမီဆိုအရှိတောင်းတော့ရမဂန်းကော်ပင်စိုက်ပျိုးရပါမယ်။အင်္ဂါသာသမီဆိုရင်တော့တောင်းရမစကစိမ့်ပင်စိုက်ပျိုးရပါမယ်။ ဗုဒ္ဓသာသမီဆိုရင်အနောက်တောင်တောင်ရင်မှာဝါးပင်ဆိုင်ရပါမယ်။ဇာတာပရိသသမီဆိုရင်တော့အနောက်မြောက်ဘက်မှာတပြေပင်ဆိုင်ရပါမယ်။တောက်ဇာတာသမီဆိုရင်အရှေ့မြောက်တောင်ရင်မှာတီးပင်ဆိုင်ရပါမယ်။စနေသာသမီဆိုအနောက်ရင်မှာထန်းပင်တော့မဟုတ်တီးပင်ဆက်ကပါပဲ။ဗုဒ္ဓမောလဲပိုင်းမှာမွေးတဲ့ယာဟုသာသမီဆိုရင်တော့မြောက်ရင်မှာရှားပင်ဆိုင်ရပါမယ်။ဒူးတယောက်တော့သူမကြမ်းပါရင်ကျမ်းမာလာစီမှုရေရာခြေတဲ့အနေနဲ့မကျမ်းမာသူရဲ့မွေးနိုင်ဖြစ်တဲ့တက်ရှိတဲ့ဘဝတကောင်ကိုဖြစ်စေ ်လွယ်ကူတဲ့တရဝဖြစ်ရင်မကျမ်းမာသူရဲ့သက်စီအရွေအတွက်ကိုဖြစ်စေကျမ်းမာစီကြောင့်ဆူတောင်းပြီးဘေးမဲ့လွတ်ပေးရပါမယ်နေနံတဲ့သက်ရှိတရဝများတနင်္ဂနွေသားသမီးဖြစ်ရင်အော့အော့ငှက်ဓမ္မမဟုတ်တနင်္ဂနွေနံဖြစ်တဲ့တရဝတစ်မျိုးမျိုးလွတ်ပေးရပါမယ်တနင်္လာသားသမီးဆိုကြက်ကိုဖြစ်စေငါးအိုဖြစ်စေလွတ်ပေးရပါမယ်အင်္ဂါသားသမီးဆိုစကလေးလွတ်တင်ပါတယ်ဘောဂူသားသမီးဆိုလင်းရောက်သမဟုတ်ယုံလွတ်ပေးတင်ပါတယ်ဇတပိသားသမီးဆိုရင် ထားဖြစ်စေဘဲဖြစ်စေလှုပ်ပေးရပါမယ်တောက်ကြသောသမီးဖြင့်ဟင်းသာငှက်ကိုဖြစ်စေတိတ်ငှက်ကိုဖြစ်စေလှုပ်ပေးသင့်ပါတယ်စနေသောသမီးဆိုဒီတော့ငှက်လှုပ်ပေးသင့်ပါတယ်ရာဟုတ်သောသမီးဆိုရင်ရုံကိုဘေးမဲ့လှုပ်သင့်ပါတယ်ဓမ္မမို့ဇရက်ကိုဘေးမဲ့လှုပ်သင့်ပါတယ်ခန္ဓာပြက်ကင်းနဲ့ကြုံရက်ခိုက်အလွန်မေးမကြမ်းမမှာဖြစ်ရင်အဲ့ဒီလူရဲ့နေနံသင့်ဖြစ်တဲ့တက်သားကို ကိုနဲ့တိုင်းဖြတ်ပြီးခြိထားခြင်းအဖျားပိုင်း၌သပင်ကိုဖြတ်ခြိထားခြင်းအရင်ပိုင်းမှခြေသေးကိုဖြတ်ထုတ်ဆွဲထားခြင်းအထက်ပိုင်း၌လက်သေးကိုဖြတ်ထုတ်ဆွဲထားခြင်းမကျမ်းမာသူလုံကြီးစားအင်ကြီးစားတွေဆံရပိုင်းမှာဝုဆင်ရန်တကယ်သူရစ်ပတ်ခြင်းပြုလုပ်ပြီးတော့မကျမ်းမာသူရဲ့အရာပေးတညတာမြောက်အရှင်တွဲထားနောက်တနေ့မိုးလွဲခြင်းမှာမကျမ်းမာသူရဲ့ဘုံမိအရက်မြေမှာမြေမြုပ်သင်းကြူရပါမယ် မွေးနံ့သားတွေကတော့တင်းငွေတသမိအတွက်ဆိုအုံးလက်ပါတင်းလသသမိအတွက်ဆိုကန့်ကောပါအင်္ဂါသသမိအတွက်ဆိုညောင်သားပါဗုဒ္ဓသသမိအတွက်ဆိုဝါပါဇာတာပရိသသမိအတွက်ဆိုရင်းပါပါတောက်ကြသသမိအတွက်ဆိုတီးသားပါစနေသသမိအတွက်ဆိုထလက်ဒနိလက်ပါယာဟုသသမိအတွက်ဆိုရှားသားဖြစ်ပါလိမ့်ကျမရေကောင်းသူဖြစ်ရင်လည်းယုတ်တရဖြစ်တဲ့ကျမရေအခြေအနေတွေကိုအထူးသတိထားသင့်တယ်လို့ပြောချင်ပါလိမ့်နောက်တစ်ခုမှသားစရာက မိမိရောက်စေအသက်ကို၈နှစ်စာလို့ဘယ်လောက်ကျွန်းလဲဒါကိုကြည့်ရင်ဘုံမိရတယ်ဆိုတော့သိနိုင်ပါလေဥပမာအားဖြင့်ပြောင်းမိမိရဲ့ရောက်စေအသက်ကို၈နှစ်စာ၈နှစ်စာလို့၄ကျွန်းလား၄ကျွန်းတဲ့နေ့ဟာအင်တေဂျာပေါ့ဘုံမိကြတဲ့နှစ်ပါဒါကြောင့်ဘယ်နေ့နဲ့တောင်ဆိုမိမိရောက်စေအသက်ဖြစ်တဲ့၄နှစ်၁၂နှစ်၂၀၂၈၃၆၄၄၅၂60 68 86-84ဒီ62ဒီရွယ်တွေဟာဘုံမိကြတဲ့နှစ်တွေဖြစ်ပါလေမိမိရောက်စဲအသက်80ဆလို့ခုနှစ်ကျင်တဲ့နှစ်ကလည်းဘုံမိလေးကြတဲ့နှစ်ဖြစ်ပါလေဘယ်နေ့နဲ့တောင်မဆိုမိမိရောက်စဲတက်ပြတဲ့ခုနှစ်55,23,32,39,55,63,68,89,89,90ဒီနှစ်တွေဟာဘုံမိလေးကြတဲ့နှစ်ဗျခုဆိုရင်၄နှစ်ကျင်ခုနှစ်တစ်ခါအလဲလာတဲ့ဘုံမိနဲ့ဘုံမိလေးအကြောင်းမှတ်မိမယ်ထင်ပါလေ ရကူစာနဲ့တင်နာလဲအောင်ဘုံမီနဲ့ဘုံမီလေးကြိုတွေကိုတပါးတည်းပြောပြခြင်းပါတယ်။တနင်္ဂနွေတောင်သမီးဆိုရင်ဘုံမီကပေါ်ထူဘုံမီလေးကယာဟုပါ။တနင်္လာတောင်သမီးဆိုဘုံမီကစနေဘုံမီလေးကတောက်ကြာအင်္ဂါတောင်သမီးဆိုဘုံမီကဇာတာပတိဘုံမီလေးကတနင်္ဂနွေပေါ်ထူတောင်သမီးဆိုဘုံမီကယာဟုဘုံမီလေးကတနင်္လာဇာတာပတိတောင်သမီးဆိုရင်ဘုံမီကတနင်္ဂနွေဘုံမီလေးကပေါ်ထူတောက်ကြာတောင်သမီးဆိုဘုံမီကအင်္ဂါဘုံမီလေးကဇာတာပတိစနေတောင်သမီးဆိုရင် ုံမီကတောက်ကြပုံမီလေးကအင်္ဂါဒါအောင်မှတ်ထားပါပုံမီပုံမီလေးအသက်ပိုင်းကာလာမှာကျမရဲ့ထိခတ်တဲ့အိမ်နေအစားအသောက်အသွားအလာရေချိုးစင်ကြရပါမယ်လုံးဝအေးပြေမခံပါနဲ့ကိုနေမတဲ့တဲ့အစားစာဒါတွေကိုဘလောက်ပဲကြက်ကြက်ရှောင်းပါဥစ္စာကန်ဆောင်အသက်ညံဆောင်ဆိုတဲ့အတိုင်းပါအထူးသတိပြုရမှာဖြစ်ပါလိမ့်မိမိရောက်စဲတဲ့ဟာတွေကလို့ဂျိုရှိခွင့်မှာမိမိမွေးနေရဲ့လေးခုမြောက်ဂျိုစားဂျိုအေးပြီးရောက်စဲတဲ့ရှင်းနဲ့စားလို့ ခုနှစ်ကျွန်းနဲ့နှစ်ဟာတိုက်ရိုက်ဘုံမီတီကြတဲ့နှစ်ပါတနင်္ဂနွေသားသမီးဆို31 39တနင်္ဂနွေသားသမီးဆို48အင်္ဂါသားသမီးဆို49 48ဘောလူသားသမီးဆိုရင်49 55ချက်တပိသားသမီးဆို55တောက်ချက်သားသမီး48စနေသားသမီး48 55နှစ်ဒီဟာဘုံမီကြီးကြတဲ့နှစ်တည်းကိုဘွားရဲ့တစိချိုးကွေးတဲ့နှစ်ဖြစ်ပါလေခမင်းမြက်ကင်ထာမတော့ကကြပါမယ်ဘဟုတော့တော့ဒလိန်ကောက်ကွေးပြစီပြီးအရာအလုံးဆုံးရှုံးသွားပါလိမ့်မယ် ဘုံမီနဲ့ထက်ကြတဲ့နှစ်လည်းရှိတယ်ဗျ။တနင်္ဂနွေသံသမီးဆို36 24တနင်္လာသံသမီးဆို44နှစ်အင်္ဂါသံသမီးဆို36 44 52နှစ်ဗုဒ္ဓသံသမီးဆို52နှစ်စတောင်းလေးသံသမီးဆိုမရှိတောက်ကြသံသမီးဆို44နှစ်စနေသံသမီးဆို44 52 60ဓာရီယာဘုံမီနှစ်ထက်ကြတဲ့နှစ်တွေဖြစ်ပါတယ်။ဒါကြောင့်အထူးသတိထားမယ့်နှစ်တွေဖြစ်ပါတယ်။ ဘုံကြီးကြတဲ့နှစ်မှာဗျာဘုံကြီးနှစ်ထပ်ပဲဖြစ်ဖြစ်ဘုံကြီးကြီးပဲဖြစ်ဘုံကြီးလေးပဲဖြစ်ကြနေပြီဆိုရင်တက်ကြီးလေးပောက်ရတရားလောက်ပါတက်ကြီးလေးပောက်ရတရားမြေတက်အတွက်ဆွန်းလေးပွဲရေတက်လေးရေလေးကွက်လေတက်ရက်လေးခုမြေတက်အတွက်စင်မီလေးတိုင်းဒါတွေလောက်ပါမိမိတို့အိမ်တော်မင်္ဂလာမှာရှိတဲ့ဘုရားကျောင်းတော်မှာမြတ်စွာဘုရားကိုမိမွေနေ့အာယုန်တက်ချိန်မှာဆက်ကပ်ပူဇော်ကမေတ္တာပို့အမြဝေပြီးဆုတောင်းပါကဲဒါဆိုရင်တော့ဘုံမိအန်ရဲ့ပေးခြင်းကနေတက်တန်ရရပါလိမ့်မယ်လို့ပြောချင်ပါတယ်